ဒီနေရာမှာဥစဉ်တတိယလို့ဉာဏ်ညွှန်းဖွဲ့မှုနဲ့ပတ်သက်ပြီးတော့ဇလေဥပုံညာရဲ့သကလုံးနဲ့တုံးရင်တော့မမင်းကြီးမှဒုက္ခတာဒုက္ခတာအကြောင်းလေးနည်းနည်းပြောတယ်။တခြားဥစဉ်တော့မြတ်စွာဘုရားဇေတွန်ကျောင်းထဲမှာပလင်ထက်မှာတရားဟောနေတယ်။ဘုရားရှင်တရားဟောတော်မူတဲ့အချိန်ကမှတရားနာပရိသတ်တွေထဲမှာဘိက္ခုနီမတွေလည်းပါကြပါတယ်။အဲ့ဒီဘိက္ခုနီမတွေထဲကဘိက္ခုနီမလေးတစ်ပါးကစိတ်ထဲဘယ်လိုဖြစ်လာလဲ။ တရားဟောတော်မူတဲ့ဘုရားရှင်ရဲ့32ပါးသောယောက်ျားမြတ်တို့ရဲ့လက္ခဏာ80သောလက္ခဏာတော်ငယ်ယောင်ကြီးတော်6ွယ်တို့ဖြင့်တည်တည်စံပယ်စွာဖြင့်အမတန်ပါရတဲ့မြမမင်းရဲ့အတန်နဲ့တူနေတဲ့အတန်တော်နဲ့တရားဟောနေတာကိုကြားနာရတော့စိတ်ထဲမှာအမတန်ကြည်နူးနေတယ်။ဒီလောက်တော့ကြက်တည်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံနေတဲ့ယောက်ျားမြတ်တို့ကိုငါသည်တစ်ချိန်လုံးကများသိရင်ချင်းအလိုအကျိုးများဖြစ်ခဲ့ဘူးသလားပါဒပရိသရိကခေါ်ပါ ကျင်းအလုံးကျေးဆိုတာတော့ဒီကကြီးတွေဒီကကြီးနားလဲကြတာပါရမီဖြစ်ဖို့ကိုပြောတာပါပဲသိရခြင်းမသိရအရှင်မအဖြစ်နဲ့ပါရမီများဖြစ်ခြင်းကအခုရလားလို့သူကတရားနိုင်နေစိတ်ကူးကြည့်တယ်အဲဒီတော့အဲ့ဒီလိုစိတ်ကူးကြည့်လိုက်တဲ့အချိန်ကမှစိတ်ကူးနေရင်လည်းသူရပါရမီအဆရာကဇာတိတရာဉာဏ်လေးတွေကရရှိလာတယ်အတိဘဝတွေကိုလမ်းပြီးတော့ဆန်းစစ်ကြည့်လိုက်တော့တဘောပြီးတော့တဘောပြီးတော့လိုက်ကြည့်လိုက်တာနောက်ဆုံး ထန်တန်စင်မင်းဘုရားမသိရဲ့အလုံးကျွေးပါဒပရိသရိကခေါ်တဲ့ချင်းအလုံးကျွေးဖြစ်ခဲ့ဘူးတဲ့ဆိုတာတွေ့ရတွေ့လိုက်တဲ့အချိန်ခါကျတော့ဝန်တလိုက်တာဒီလိုယောက်ျားများတဦးရဲ့ပါရမီကိုငါကူညီပြီးဖြစ်ကျင်နေရတဲ့ငါဘုရားအမတန်တန်ဖိုးရှိတယ်လို့သူစိတ်ချင်းသဘောပေါက်ပြီးတော့အမတန်ဝန်တာဝန်တာပြီမဲ့လို့သူကနည်းနည်းလေးဒီချိန်ကမှတရားကလည်းတော်တော်လေးညှောင်းလာပြီလို့ပြောပါတယ်နော်ညှောင်းလာတဲ့သူကနည်းနည်းစဉ်းစားတယ်သာမပါရာပြောတာနော် ဒီကဒကမကြီးတွေကိုဥစဉ်စောင်းပြောတာတော့မဟုတ်ဘူးကြုံပြီးတော့နည်းနည်းတတိပေးထားရတယ်ကဲသာမဘယ်လိုပါလဲပါဒပရိဇာရိကနာမတာမိကနာဟိတိဇာတယအပကာပါဒပရိဇာရိကနာမချေအလိုအကျွဲ့အမျိုးသမီးတို့မြေတွေကတာမိကနာအင်းရှင်ယောက်ျားတို့ဤဟိတိဇာတယအကျိုးစီဘောကိုလွန်လန်းတောင်းတတဲ့ဣဇာတယတတ္တိကအပကာနေပါလှကုန်ဤဟော ရှင်အလိုအကျွေးအမျိုးသမီးတို့ဆိုတာအေရှင်ယောက်ျားရဲ့အကျိုးစီးပွားကိုလွန်လန်းတောင့်တနေတဲ့ဣဇာတိအတက်ကတိတ်နေတယ်။ဟုတ်ကလားမဟုတ်ကလားကိုယ့်ကိုသိလားနော်။အဟိတေဇာတိယဝဘဟုတရာအဟိတေဇာတိယဝအကျိုးစီးပွားကိုမလွန်လန်းမတောင့်တတဲ့စိတ်ထားဣဇာတိယရှိနေတဲ့ပုဂ္ဂိုလ်တို့ကအတန်းနဲ့ဘုဒ္ဓရာအလွန်အလွန်များလှကုန်ပြီ။မရှိဘူးလို့ပြောတာမဟုတ်ဘူး။ ဒီကြောင်ကြတော့ရအကျိုးစီးပွားကိုမလိုလားမတောင့်တာတဲ့ဣဇာတိယဓက္ခံရှိနေတဲ့ပုဂ္ဂိုလ်တွေကသိညာတယ်ဣတိဇာတိယနုကအဟံဣမန္တပုရိသဒ္ဒအဟောတိအဟိတိဇာတိယဣမန္တပုရိသဒ္ဒဤရောက်ကြမြတ်ဤဣတိဇာတိယအကျိုးစီးပွားကိုလိုလားတောင့်တာတဲ့ ဣဇာတရားတခံရှိနေတဲ့အမျိုးကောင်းတမီးဒီဟောဒီနုခောဖြစ်တဲ့နေတလို့အဟိဒီဇာတရားအကျိုးစီပါကိုမလိုလားမတောင့်တတဲ့ဣဇာတရားတခံရှိနေတဲ့အမျိုးအမျိုးတမီးဒီဟောဒီနုခောဖြစ်လေတလို့ဒီအရှင်ယောက်ျားရဲ့အကျိုးစီပါကိုလိုလားတောင့်တတဲ့အမျိုးကောင်းတမီးပဲဖြစ်ခဲ့နေသလားအကျိုးစီပါကိုမလိုလားမတောင့်တတဲ့အမျိုးကောင်းတမီးပဲဖြစ်ခဲ့နေသလားလို့သူကတင့်တက်ပြီးတော့သိလား အဲ့ဒီသင်္ခါကဝင်နေကြည့်လိုက်ရင်တော့သူကတော်လေးတော့ပါရမီရင်ကောင်းနေပြီလို့ယူဆရပါတယ်။အဲ့ဒီလိုစဉ်းစားလိုက်တဲ့အချိန်ခါကျတော့ဘာအဖြစ်ထွက်လာလဲ။အဟိတိဇာတိယတဲ့။အေချင်းယောက်ျားရဲ့အကျိုးစီးပွားကိုလွလတ်တောင့်တနေတဲ့ဣဇာတိယတက္ကံမရှိတဲ့အမျိုးသမီးဖြစ်ခဲ့တယ်ဆိုတာသတ်ပြီလား။တွေ့လိုက်တဲ့အချိန်ခါကျတော့မှအဲ့ဒီမှာဘာဖြစ်တယ်လဲ။ရှိုက်ကြီးတင်တရားပွဲထဲမှာငိုပြီးတော့ချလိုက်ပါလေ။ဟာဘာဖြစ်ကြတယ်လဲဘာဖြစ်ကြတယ်လဲဖြစ်ကြရော။ ပရိကံကြတော့မှတရားဝေပရိသတ်တရားနာပရိသတ်တွေငြိမ်သွားအောင်မြတ်စွာဘုရားကဒီဆရံစင်မင်းဇက်ကိုဟောပြရအဲဒီတော့ဆရံစင်မင်းဇက်မှာအတူချုပ်ပြောလိုက်တဲ့အခါကျတော့သူကမပြောဘဲလောက်တဲ့အကြောင်းအရာလေးတစ်ခုနဲ့ဘုရားလောင်းအပေါ်မှာရံညိုးဖို့ခဲ့ခင်ဗျကပြောချင်တာပဋိဋ္ဌိယတိတဲ့စိတ်ဓာတ်ကရံညိုးဖွဲ့တာရံညိုးဖွဲ့တယ်ဆိုတာကစိတ်ချက်မှာတွတ်ဆုပ်တွတ်ဆုပ်ဖြစ်ဘာတွတ်ဆုပ်တာဒါကမှဒီကောင်မအကြောင်းမပြောစမ်းနဲ့ငါဒီကောင်မအကြောင်းဒီကောင်မနဲ့ငါမျက်နှာချင်းဆိုင်ရမှာကောကစိတ်ချက်မှာ အမတန်ဝန်လေးတင်းကောင်ကမျက်နှာချင်းမဆိုင်နေဘူး။ဩမျက်နှာချင်းမဆိုင်နေတဲ့စိတ်ထားပြီးဒီနဲ့မျက်နှာချင်းဆိုင်လို့တဲ့စိတ်ဓာတ်ကလည်းနောက်ကိုတွန့်ဆုံသွားတာ။မလွဲမကြောင်းတယ်လို့တွေ့ရတော့မျက်နှာကရှောင်ဆွဲပလိုက်တာ။ဒါတွန့်ဆုံပြီးတဲ့စိတ်ဓာတ်။ဒါကိုပဲယဉ်ညို့ဖွဲ့ထားတယ်လို့ဘာသာပြန်ထားတယ်။အဲ့တော့သူကဘာယဉ်ညို့ဖွဲ့တယ်ဆိုတော့မပြောပါတော့တဲ့အကြောင်းအရာလေးတစ်ခုကိုကြည့်ပြီးတော့ယဉ်ညို့ဖွဲ့။ဘယ်လိုမပြောပါတော့တဲ့အကြောင်းအရာလဲဆိုတော့တစ်ချိန်မှာ ဆန္ဒဆင်းမင်းလို့နေတဲ့နေရပဝင်းရှင်မှာအမတန်တရားတဲ့တောတောင်တွေကိုတော့ဇာကပွဲ့ထားပါတယ်နေရမှာပြောလို့ရင်ကတော့အင်းင်းတော်ကြီးတစ်ခုလည်းရှိသူတို့နေရဝန်းကျင်ကိုဝိုင်းထားတဲ့အင်းင်းတော်ကြီးရှိတော့ဒီနေ့မှာအင်းင်းဘီလင်းကဘီလုံးကျော်ပွင့်နေကြပြီဆိုတဲ့သတင်းကောင်းတစ်ခုကြားရတော့ဆန္ဒဆင်းမင်းအမှုရှိနေတဲ့ရှင်းတောင်းတော်ဆင်းတွေကဒီအင်းင်းတော်မှာတော့ပြီးတော့ပြောပါကြဥယျင်ကစားကြအဲဒီလိုပြောပါတဲ့အချိန်ခါမှာမင်းမင်းကြီးမှဇူလတုခါသာကတစ်ဖက် မမင်းကြီးမှမဟာဒုက္ခတာကတစ်ဖက်ပေါ့သူ့မမီးပြားကနှစ်ဦးရှိနေတယ်။ဒုလဒုက္ခတာကဘယ်ဘက်ကနေတယ်လဲဆိုတော့မေအထက်ဘက်ကမဟာဒုက္ခတာကလေအောက်ကနေနေတယ်။အဲဒါကြီးမိညာဘက်ကနေတဲ့မိရင်ဘက်ကနေနေတဲ့ဒုလဒုက္ခတာကတစ်ဖက်လေအောက်ကနေနေတဲ့မဟာဒုက္ခတာကတစ်ဖက်နှစ်ဖက်ရှိတဲ့အ낵ကဉာဏ်မှန်လေးကိုနှမောင်းနဲ့လှမ်းဆွတ်ပြီးတော့ယူရုပ်ပြောပါကြတဲ့အပိုင်းမှာ ကိုယ်ဆင်းကသစ်ပင်တိုးလိုက်ဒီဆင်းကသစ်ပင်တိုးလိုက်စသဖြင့်သစ်ပင်နေအင်းကြီးမင်းကြီးလည်းဒုက္ခွေမိတော့ဖြောက်သွေးနေတဲ့တချို့တကိုင်းကြီးတွေအင်းကြီးပဲကြာလာဖြောက်သွေးနေတဲ့အင်းကြီးရွက်တွေကလည်းကျွေးကြလာဒါဒီလိုကျွေးကြလာတဲ့အချိန်ကမှနေအထက်မှာနေနေတဲ့သုလတုဘတာရဲ့ကိုယ်ဘောကိုအဲ့ဒီတကိုင်းကြောင့်အင်းငယ်နဲ့တိရွက်တွေကကြာတယ်ဒါပြင်နဲ့စရံစင်းကလည်းနည်းနည်းလေးမျက်နှာလိုက်တယ်လို့တော့မယူဆနဲ့နော်သရဏစင်းကလည်းသူကအင်းငင်းပန်းကိုနမောင်းနဲ့ သုခုပြီးတော့မဟာဒုဗ္ဗဒရဲ့ကြောဘကိုဖြန့်ကျဲပြီးချလိုက်အဲ့ဒီမှာသူကညံညို့ပွက်ကြည်လားငါအပေါ်တော့ဒီကိန်းကြောက်ပြီးပြည့်ရတဲ့ချွေးချတယ်သုဗ္ဗဒအပေါ်ကြတော့ဒီငင်းမှန်ပွင့်ကြီးကိုချွေးချတယ်ဆိုပြီးတော့ညံညို့တစ်ချက်ဖွက်လိုက်ဒါနဲ့မပြီးသေးဘူးနောက်တစ်ခါဘာလုပ်ကြလဲနောက်တစ်ခါအဲ့ဒီသူတို့အိုင်ထဲမှာရေကစားကြတယ်အိုင်ထဲမှာရေကစားနေတဲ့အချိန်ခါမှာ ဒီအိုင်ကအမတန်ထူးဆန်းနေတဲ့ဘရုံမကြပန်းကိုပွင့်လန်းတဲ့အိုင်ကြီးတစ်ခုဖြစ်တော့အဲ့ဒီအိုင်ထဲမှာအမတန်ရဝရီရဲ့စင်ကလုံးကိုတင်းကျောရုပ်ကနိုင်တဲ့စွမ်းအားရှိတဲ့အလွန်တင့်တယ်နေတဲ့ဘရုံမကြပန်းကြီးတစ်ခုကိုစင်ကောင်ကစုခိုးပြီးတော့ဆန့်ရံစင်ကိုလမ်းဆက်တာတယ်အဲ့ဒီလိုဆက်တာလိုက်တဲ့အချိန်ကမှလည်းဆန့်ရံစင်ကဒီအမတန်လှပနေတဲ့ဘရုံမကြပန်းကြီးကိုမဟာဒုက္ခသာကိုလှမ်းပြီးတော့ကမ်းလိုက်တယ် ဝမုံတွေကိုစုပ်ယူပြီးတော့ငါတုဘာတာကိုပဲပြေးလိုက်တော့ငါတော့မပြေးဘူးဒီကဲဒင်းတော်သူကပြေးတယ်ဟောရံမျိုးဖက်လိုက်ဘလောက်ငင်ကြည့်ပြဲဒီနပြေးပြီးတော့မကြည့်ကြဘူးအဲ့ဒီလိုရံမျိုးဖက်လိုက်တဲ့အချိန်ခါမှာဘာဖြစ်လာတယ်အကြောင်းတခုရှိတယ်သရဏဇင်းမဲ့ဥကြောင့်နေတဲ့ဒီရှင်အပေါင်းကရှင်ပိဿကဗုဒ္ဓငါရကိုမကြခဏဝကြည့်ဟုတ်လို့ပြုစုနေတဲ့ဒါနဝတ္တိပြုနေတဲ့ရှင်သူတော်ကောင်းတွေဖြစ်ကြပါတယ် အဲ့ဒါဒီနေ့မှာသရဏစင်မဲ့ဥဆောင်နေတဲ့ဆင်ပေါင်းကအရှင်ပိသိကဗုဒ္ဓ900တို့အားတည်တည်ကြည်မဲ့တို့ဖြင့်ပူဇော်ကြောက်နေတဲ့ပွဲမှာမင်းမင်းကြီးမှဒီသုလသုဘာတာကလည်းသူရရှိလာတဲ့တည်တည်ကြည်မဲ့တွေကိုအရှင်ပိသိကဗုဒ္ဓအားဆက်ကလှူဒန်းတယ်။ရှင်ပိသိကဗုဒ္ဓတွေကိုဆက်ကလှူဒန်းပြီးတော့သူကမလုပ်တယ်လေ။ဂတိကားလေးပစ္စတ်သူကရေးခဲ။ဘယ်လိုရေးခဲလဲ။ဗန္တိဣဒ္ဓသဝိတဝမတ္တရာဇာကုလေနိဗ္ဗတိတ္တဝါ သူဗဒာနာမရဇာကျင်းညာဟုတ်တော်ဝါဝရပတ္တပါရဏီရိညောအကမေတိဘဝပတ္တဝါတတတိယမနာပါဗန္ဒီအရှင်မြတ်တို့ခရာဤတော်ဤသင်္ဘဝမှသဝိတဝါသုတိခေတိရှိသောမတရဇာကုလေမတရေမင်းမျိုး၌နိဖတ်တတဝါဖြစ်ခဲ့ရ၍သူဗဒာနာမသူဗဒာအမိရှိသောရာဇကျင်းညာမင်းမီဒီဟုတ်တော်ဝါဖြစ်ရ၍ ဝယပါတအယွတ်တို့ရောက်ခဲ့သည်ရှိသောဗာရဏမီရိညောဗာရတိမိဤအက္ခမဟိတိဘောအက္ခမဟိတိမိဖုရားကြီးရဲ့ဘဝတို့ပတ္တဝရရှိရသည်ဖြစ်၍တတထောဗာရဏသူသည်ရှင်မင်းဤပြယချင်းညာတို့အပ်တဲ့မနာပါစိလုံးကိုတို့ပါစေအပ်တဲ့အမျိုးသမီးသည်ဘဝယံဖြစ်ရပါလို့ဤရေးဆွဲလိုက်တဲ့လူကြီးကတစ်ချက်ဒီစင်ဘောကလည်းသူတို့ပြီးတဲ့အချိန်ခါမှာမန္တရမင်းမျိုးမှာ လူသွားပြီးတော့ဖြစ်ပြစေသူပါဒအမိရှိတဲ့မင်းမီးဖြစ်ပြစေအရွယ်ရောက်တဲ့အချိန်ကမှဗာရဏီမင်းရဲ့အက္ခမေဒီမိဖုရားကြီးဖြစ်ပြစေအဲ့ဒီအက္ခမေဒီမိဖုရားကြီးဟာလဲဗာရဏီမင်းကအလွန်ချစ်မြတ်လို့အပ်တဲ့အက္ခမေဒီမိဖုရားကြီးသာဖြစ်ပြစေဒီစွတ်တောင်းဒီတော့ဒီနေရာမှာခုတနေ့ကပြောခဲ့တဲ့အဝိဇ္ဇာတနာဥပါဒအကြောင်းလေးနည်းနည်းပြန်ဆက်ပြကြည့်တရားလေးစခဲ့တယ်ဘယ်လိုလဲ နမတေကယံဘိခဝေတံတရောပုဂ္ဂကောတိနပညာယတိအဝိဇ္ဇာနိဝရဏံတတ္တနာတဏ္ဍာယောဇနနာတဏ္ဍဝတံတန္တရတံဘိခဝေခြေတယံတို့အယံတန္တရောဤခန္ဓာအရဏတတ်တို့ရဲ့အစမပြဖြစ်ပေါ်၍နေရအစဉ်တဟုခေါ်ဆိုအပ်တဲ့တန္တရာတိအနမတေကောညာခြင်းအစဉ်လျှောက်၍တော်လည်းမတိအမတိနိုင်သောအစရှိပေ၏အဝိဇ္ဇာနိဝရဏံအဝိဇ္ဇာနိဝရဏတရားတိပိဖုံကာစီအတ္တိဖြစ်၍ ဒနာတန်ယောဒနာနဒနာတိဟုသောတန်ယောခြင်းကြောကရစ်ပနှောင်းခွဲကအာတိဖြစ်ပေတန္တာဝတံထိုဘဝမှဤဘဝဤဘဝမှထိုဘဝသို့ကြောင်းပြန်ပြန်ကြည်ဉ္ဇာပြည့်တော်၍နေကြရကုန်သောမန္တရတံတခုသောဘဝ၌လည်းပဲသက္ကတကကြည်ဉ္ဇာပြည့်တော်၍နေကြရကုန်သောတတ္တနံတတဝါတို့ဤဥပါကောတိရှေအဆုံးကိုအနပညာယတိမတိအမတိနိုင်၏အဝိဇ္ဇာနိရဏတရားကပေဖုံးကားစီခါတယ် တဏှာတိဟုသောတယောဇဉ်ကျိုးကရစ်ပနှောင်ဖွဲ့ပြီးတော့ထားတယ်။အဲဒီလိုအဝိဇ္ဇာနိဝရဏကပိတ်ဖို့ကာစီပြီးတော့တဏှာတိဟုသောတယောဇဉ်ကျိုးဖြင့်ရစ်ပနှောင်ဖွဲ့ခံရတဲ့ဒီတစ်ပါးရဲ့မန္တရာခီအစ္စကိုလှမ်းပြောပြီးဉာဏ်နဲ့အစဉ်လျောက်ကြည့်ကြမယ်ဆိုရင်မတိအမတိနိုင်တဲ့အစ္စရှိတယ်။ကိုကြည့်ပါသရဇင်းမဘောကနေပြီးတော့ဘိက္ခုနီဘောရောက်ရှိလာပြီ။ဘလောက်သံဃာကြီးကျော်ရှိခဲ့တယ်ဆိုတာကြံကြည့်။ဘာကိုအခြေခံရလဲ။ အဝိဇ္ဇာနဲ့တဏှာအခြေခံလာတယ်။ပြီးတော့ဒီနေရာမှာဘာအဝိဇ္ဇာလဲလို့မေးလိုက်တော့မန္တရမင်းမျိုးမှာမင်းသမီးဖြစ်ပြခြင်းဆိုပြီးသူကဒီစုတောင်းထားတယ်။ပရမတ္တသစ္စာနယ်ဘက်ကနေကြည့်လိုက်တဲ့အခါကျတော့သူပါဒအမိရှိတဲ့မင်းသမီးဖြစ်ပြခြင်းစုတောင်းတယ်။ပရမတ္တသစ္စာနယ်ဘက်ကကြည့်လိုက်တော့သူပါဒအမိရှိတဲ့မင်းသမီးဆိုတာရှိလားမရှိဘူး။အဲ့ဒီသူပါဒအမိရှိတဲ့မင်းသမီးဘဝကိုရရတယ်ပဲထားအဲ့ဒီ မင်းမီးဘဝကိုဖမ်းပြီးဒရိဗတ်ဆက်ပြီးယုံနာခွင့်နိုင်ရင်သူကယုတ်တရားအစုပ်ကိုနန္တရားအစုပ်ပုံတွေပဲယုတ်တရားအစုပ်ပုံနန္တရားအစုပ်ပုံတို့မတိပဲသုဘတအမိရှိတဲ့မင်းမီးလို့အတိမှားနေတဲ့သဘောကဘာလဲဝိညာအဲ့ဒီသုဘတအမင်းမီးဘဝကိုလှမ်းပြီးဒွဋ္ဌတက်မဲ့တဲ့သဘောလေးကတဏ္ဏစိတ်ကြပ်ပြီးကျွဲနေတဲ့သဘောကဥပါဒံယဝိဇ္ဇတနာဥပါဒံခြံရံပြီးတော့ အရှင်ဘိက္ခေကဗုဒ္ဓတို့အတ္တိသံစုတန်းနဲ့ကုသိုလ်သင်္ခါရစေတနာတွေကိုပြုစုပြုထောင်လိုက်တယ်။နောက်တစ်ခုအရွယ်ရောက်တဲ့အချိန်ကမှာဗာရဏီမင်းရဲ့အက္ခမဟေတီမိဖုရားကြီးဖြစ်ပြသည်ဒီစုလည်းတောင်းတယ်။အက္ခမဟေတီမိဖုရားကြီးဆိုတာကမိဖုရားတဲ့မှာအထွတ်ထိပ်တို့ရောက်နေတဲ့မိဖုရားပဲ။အဲ့ဒီအထွတ်ထိပ်တို့ရောက်နေတဲ့အကြီးဆုံးမိဖုရားကြီးဆိုတာပရမတ္တသစ္စာနဲ့မှရှိကြလားမရှိဘူး။မိဖုရားလို့အတိမှားနေတဲ့သဘောလေးကအဝိဇ္ဇာဒီမိဖုရားဘဝကိုတိုက်တက်တက်မဲ့တဲ့သဘောက တဏ္ဏသိကြပြီဆိုနေတဲ့သဘောလေးကဥပါဒံဒီအဝိဇ္ဇာတဏ္ဏဥပါဒံသုံးခုခြံရံပြီးတော့ဘာကံကိုထူထောင်လိုက်ပြီလေအရှင်မြစ်ကြီးကဗုဒ္ဓတို့အားဒီနည်းစွာလူတိုင်းချင်းဆွေတဲ့ကုသိုလ်စေရနာသင်္ခါရတွေကိုပြုစုထူထောင်လိုက်နောက်တစ်ခုတတပိယမနပါအက္ခမေတိမိဖုရားဆိုတော့လေတခါတလေရှင်မြေလို့ရဲ့သဘောတန်ခွာကမိဖုရားတွေကတိတ်များတော့မိဖုရားကြီးကိုချစ်ချင်မှချစ်ဒါကြောင့်သူကဒါကိုကြိုတင်ပြီးကာကွယ်တဲ့အနေနဲ့ ပြိယာမနာပါအဲ့ဒီအကမေဒီမိဖုရားကြီးကိုလည်းဒီဗာဏနေတိမင်းကအမတန်ချစ်မြတ်လို့အပ်တဲ့မိဖုရားကြီးဖြစ်ပါသေးတယ်။အမတန်တေးကြအောင်ရေးဆွဲလိုက်တဲ့ပဂိကတစ်ချက်ပဲ။အဲ့ဒီပဂိကရေးဆွဲပြီးတော့နောက်ထပ်သူကဘာစုတောင်းညာလဲ။ကံအတ္တနာရုစိန်သာရတောတမတာဟုတ်တော်တတအာသိခိတော်ဧကံလုဒ္ဓကပိသိတော်ဣမဟထေဝိတ္တပိတေနတန်လေနဝိဇ္ဇာပိတော်သိဝိတ္တခိယပပိတော် သဗ္ဗနာရတေဝိသေသံတေယမကတံတေအာဟာရပေတောတမထာဟောမိတောင်းလိုက်တဲ့စုတော်တော်ရှိတယ်။တံထောဗာရဏတိဘယင်ကိုအတ္တနောမိမိရဲ့ရုစဉ်အလိုဆန္ဒတော့ကာရတုံပြုလို့စေအံတော်ကတမထာဆွမ်းနေတဲ့မြေကောင်မြေကောင်သမီးတွေဟောတော်ဝဟောမိဖြစ်ရပါလို့ဤနတ်စုတော်မကရှင်မင်းကသူ့ကိုချစ်တာတော့မှန်ပြီဒီစုတော်မိပြီနောက်ကဘာလုပ်တယ်လဲသူ့ရဲ့အလိုဆန္ဒကို လိုင်လျောနိုင်အောင်ဒီရှင်မျိုးကိုပြုလို့နိုင်တဲ့မိဖုရားဖြစ်ပါစေ။သူသူစိတ်ကြိုက်ကိုအကုန်လုံးရွတ်ဆောင်ပေးတဲ့ရှင်မျိုးဖြစ်ပါစေ။ဟောဒီစုသေးကြအောင်တောင်းထား။အတ္တနောမမြေသူစဉ်အလိုဆန္ဒကိုကာရီတွန်ပြုစဉ်အံတော်ခါတမတာဆွမ်းနိုင်သောမိဖုရားကြီးသည်ဟုတ်တော်ဖြစ်ရ၍တတ္တထောဗာရဏတိမေအာအာစိတ်ခိတဝါပြောကြပြီးပဲဧကံလုတ်တကံမောဆိုးတယောက်ကိုပိသိတဝါစေခိုင်း၍ဣမဟထေဤသဒ္ဒံရှင်မင်းကို ဝိသပိတေနအစိလူတဲ့အများဖြင့်ဝိသပိတေနတန်လေးနအစိလူထားတဲ့အများဖြင့်ဝိဇာပိတဝါပြည့်ခွင်းစေ၍ဒီတခင်အတိုက်ကုန်ခြင်းတို့ဘပိတဝါရောက်စီ၍သဗ္ဗနာရံတိယောင်ကြီးတော်၆တဲ့ကုမြူလျက်ရှိသောသဗ္ဗနာရတိယောင်ကြီးတော်၆တဲ့ကိုဝိသဇန္တိလွင့်၍နေကြကုန်သောယမကတန်တိဆေဆွဲအဆုံးတို့ကိုဟာရာပေတုံးဆောင်ယူခြင်းကသမထဆွနိုင်တဲ့အမျိုးကောင်းသမီးတို့ ခေါ်မြည်ဖြစ်ရပါလို့ဤရှင်မင်းကမိမိရဲ့အလိုဆန္ဒအတိုင်းလိုက်ပါဆောင်ရွက်နိုင်တဲ့ရှင်မင်းဖြစ်ပါစေဒီစုကတခုနောက်တခုအဲ့ဒီရှင်မင်းကိုမုံဆုတရားကိုဖြေခိုင်းပြီးတော့ဒီဆရံရှင်မင်းကိုအစိမ့်လူတဲ့မြားဖြစ်ပြစ်ခွင်းနိုင်ရသည်ပြစ်ခွင်းပြီးတဲ့အချိန်ခါမှာဆရံရှင်မင်းကိုအတိတ်တတ်နိုင်ရသည်ဒီစုကော သရဆင်းလေးကိုအတိတ်တက်ပြီးတဲ့အချိန်ကမှရောင်ကြီးတော်၆၀တို့ဖြင့်ရှမ်းရှမ်းဝေတောက်ပနေတဲ့သရဆင်းလေးရဲ့အစွဲနှစ်ချောင်းကိုလည်းအရယူနိုင်ပါသည်ဒီစုတောင်းညှားလိုက်တဲ့အဝိဇ္ဇာညှားလိုက်တဲ့ကဏ္ဍဘာကိုအခြေခံလဲမပြောပတ်လို့တဲ့ဉာဏ်ရုပ်ဖွဲ့မှုလေးကိုအခြေခံထားတယ်ဒါကြောင့်ဒကာကြီးတွေဒီမကြီးတွေသိချပြုပြင်ပြောင်းလဲဖို့မလိုဘူးလားလိုအပ်တယ် အဲ့ဒီစိတ်ကိုတောင်းလိုက်တဲ့အချိန်ခါကျတော့အလူကံပုဂ္ဂိုလ်တွေကြည့်လိုက်တော့အရှင်ဘိသိကဗုဒ္ဓရအမတန်စင်ကြဲတဲ့ကိရိတာအတော်စင်ကြဲနေတဲ့တကယ်သူတော်ကောင်းအစကြီးတွေဖြစ်တယ်။လူဘဝတို့ပြည်သူတို့ကိုကြည့်လိုက်တော့ဓမ္မရလတ်တတရားတော်နိလဆိုင်ရှာဖွေရရှိတဲ့ပြည်သူဖြစ်တယ်။ဒုချင်းကမှာသူ့ရဲ့စိတ်နေစိတ်ဓာတ်လေးအမြတ်တော်သားကြီးမာရရံရုပ်ဖွဲ့တာကလွှဲရင်သူတို့ဟာတိလစင်ကြဲနေတဲ့ရှင်မျိုးဖြစ်တယ်။ဒီလန်ဒီဟူသောမြေပေါ်မှာယက်တည်ပြီးတော့ကြေချက်စိုက်ပြုတ်လိုက်တဲ့ဒီဒါနသည် ခုလိုပကြီးကတိတချက်ရေးဆွဲလိုက်တဲ့အခါမှာဒီပုံစံအတိုင်းပေါ်မလာဘူးလားပေါ်လာတယ်။သူညှော်လင့်တောင်းတတဲ့အတိုင်းသူ့ဘာသာအမည်ရှိတဲ့မန္တရမင်းသမီးနဲ့လက်ဖြစ်ရတယ်။သူညှော်လင့်တောင်းတတဲ့အတိုင်းဗာရဏီမင်းရဲ့အက်ကမေတီမီပြားကြီးနဲ့လက်ဖြစ်ရတယ်။သူညှော်လင့်တောင်းတတဲ့အတိုင်းရှင်မင်းကိုသူ့ရဲ့အကြက်လိုက်ပါရင်းနှိမ့်တဲ့စာအားရှိတဲ့မီပြားကြီးနဲ့ဖြစ်ရတယ်။သူညှော်လင့်ထားတဲ့အတိုင်း နာမည်ကျော်ဖြစ်တဲ့သောနုတ္တမုဆိုးကိုလွတ်ပြီးတော့စတဲ့ဆင်းရဲကိုမြားနဲ့ခွင်းပြင်နိုင်တဲ့သွားအားရှိတဲ့အမျိုးသမီးလည်းဖြစ်ရပြန်လေစတဲ့ဆင်းရဲကိုလည်းအတိတ်တတ်နိုင်ခဲ့စတဲ့ဆင်းရဲရဲ့အစွဲနှစ်ချောင်းကိုလည်းဘာဖြစ်လဲအရာယူနိုင်ခဲ့တယ်ကောင်းမလားအဲ့ဒါမကောင်းဘူးဆိုတာကပဲကြမှာတိဘုရားတရားဟောတဲ့အချိန်ကကြတော့မှတရားနာနေရင်ကြတော့မှဩမှပြီပေါ့ဆိုပြီးပြီအဲ့ဒီအချိန်ကကြတော့လွန်မသွားဘူးလားမှန်တော့ပြီ